ဆီးချိုသမားတွေအတွက်အရင်အရေးကြီးတဲ့ HbA1c ကြဖို့အဓိကလိုအပ်တဲ့ lifestyle ၅မျိုး A1C ဆိုတာ RBC လို့ခေါ်တဲ့သွေးနေဥမှာတွက်ကက်နေတဲ့အစိပ်ပိုင်းလေးပါ။သူကအစုတ်ကနေခန္ဓာကိုယ်တစ်ခုလုံးကိုအောက်ဆီဂျင်တွေသယ်ဆောင်ပေးပါပဲ။သွေးနေဥရဲ့ lifetime ကရက်ပေါင်း120နီးပါးလောက်ရှိပါတယ်။လအနေနဲ့ပြောရရင်တော့ 3လနဲ့၄လကြာပါ RBC ပျက်စီးရင် A1C လည်းပျက်စီးတတ်ပါတယ်ဒီတော့ A1C ရဲ့ lifetime ကလည်း3လလောက်ပါပဲကျမတို့အစားစားလိုက်ရင်ပါလာတဲ့တကြားဓာတ်ကသွေးထဲကိုအရင်ဆုံးရောက်ပါတယ်သွေးထဲမှာရှိတဲ့တကြားက hemoglobin မှာအပိသွက်ကတ်တွေပါတယ် glucose လာတွေကတ်တဲ့ hemoglobin ကို glycated hemoglobin HB A1C လို့ခေါ်ပါတယ်သွေးထဲမှာသွေးချိုဓာတ်များလေးတွက်ကတ်တဲ့ပမာဏများလေးပါပဲ ။သဘောတရားကဟီမိုဂလိုဘင်အလုံးတရာမှာ6လုံးကဂလူးကို့စ်တွေကနေ HbA1c 6%ရှိတယ်လို့သတ်မှတ်ပါတယ်။ HbA1c နဲ့ FBS နှမျိုးလုံးကတခြားတက်ကိုစစ်ပြီးစီးရိုရှိမှရှိပြပြပေးတဲ့ test တွေပါ။ဒါပေမဲ့တိုက်နာပုံချင်းကတော့မတူပါဘူး။ HbA1c ကတော့လွန်ခဲ့တဲ့3လအတွင်းမှာရှိတဲ့ sugar level ကို ပြင်းပြတွက်ပေးတာပါ HbA1c တိုင်းမှုအတွက်ဆိုရင်ဘာမှပြင်ဆင်ရမလိုပဲနဲ့ချက်ချင်းတိုင်းလို့ရပါတယ်ရှင် FBS ကအခုလက်ရှိအချိန်မှရှိတဲ့ sugar level ကိုစစ်ဆေးပေးပါတယ်ဒီတော့နေမကောင်းတာ stress များတာတွေက FBS တိုင်းတဲ့အချိန်မှ effect လာရောက်ပါတယ် FPS တိုင်းမှုအတွက်အစာရှောင်ရမယ့်အချိန်က အနည်းဆုံး၈နာရီလိုအပ်ပါတယ်ရှင်။ FPS က69အောက်ရောက်နေရင်တော့စီးကျိုမရှိဘူးလို့သတ်မှတ်ပါနဲ့။ FPS က100နဲ့125မှာဆိုရင်တော့ pre-diabetes လို့ခေါ်တဲ့စီးကျိုအကျိုးကာလပါ။ 126နဲ့အထက်ဆိုရင်တော့စီးကြိုရှိနေပြီလို့သတ်မှတ်ပါရရှင် HBA1C ကတော့5.7အောက်ဆိုရင် စီးကြိုမရှိဘူးလို့ယူဆပါတယ်5.7နဲ့6.5ဆိုရင်တော့စီးကြိုအကျိုးကာလပါ6.5အထက်ဆိုရင်တော့စီးကြိုရှိနေပြီလို့ယူဆပါတယ် Free Diary လို့ခေါ်တဲ့စီးကြိုအကျိုးကာလကအရန်ကိုအရေးကြီးပါတယ်အစားတော့အနေထိုင်မစင်ချင်ရင်စီးကြိုဖြစ်နိုင်ပါတယ်စီးကြိုသမားတွေက6နဲ့7လောက်မှထိန်းထားနိုင်ရင်တော့ကောင်းပါတယ် control လုပ်နိုင်တယ်ပေါ့နော် အရထက်ရောက်ရင်တော့အနည်းငယ်ရှိပါတယ်တစ်စက်အထက်ဆိုရင်တော့အရန်ဝင်မှာအနည်းငယ်ရှိနေပါပြီအခက်မသိရင်ကြောက်ကက်ပျက်စီးတာမျိုးလုံးပျက်စီးတာနောက်ခြေထောက်ဖော်ရတာဒါတွေဖြစ်တတ်ပါတယ်ပြီးတော့စီးကျိုနောက်ဆက်တွဲပြဿနာတွေလည်းဖြစ်တတ်ပါတယ်ရှင် ကာဗွန်ဟိုက်ဒရိတ်ကို limit ထားပြီးတော့စားသင့်ပါတယ်။တနေ့ကိုကာဗွန်ဟိုက်ဒရိတ်90ဂရမ်ကနေ80ဂရမ်လောက်ထိပဲစားတာကောင်းပါတယ်။ကာဗွန်ဟိုက်ဒရိတ်များတဲ့အစားအစာတွေကတော့ရာလုံး၊ဆော်ဒါဘာနဲ့ပါမုံ၊ဘာဂါ ပါစတာအာလူကြောနဲ့တကြားတွေအများကြီးသုံးထားတဲ့အစားအစာမှန်တမ်းများကကာဗွန်ဟိုက်ဒရိတ်များပါတယ်။ဒါတွေကသွေးတွင်းတကြားဓာတ်ကိုမြင့်မာပြီးတော့အနောက်ရှိဖြစ်စေပါတယ်။ဒါကြောင့်ကာဗွန်ဟိုက်ဒရိတ်များတဲ့အစားအစာတွေကိုလုံးဝဖြတ်လိုက်တာကောင်းပါတယ်။ကိုကမဖြတ်နိုင်တော့ short ပြီးစားတာမျိုးဒါမှမဟုတ်ကာဗွန်ဟိုက်ဒရိတ်နေတဲ့တခြားအစားအစာတွေနဲ့အစာထိုးစားပြီးလို့ရပါတယ်။ဘာတွေစားသင့်လဲဆိုရင်တော့ပေတောက်ရှိ၊ soda မပါဘဲဂျုံဝံကျန်းနဲ့လုပ်ထားတဲ့အစားအစာတွေ၊ white grain, no နဲ့ no ထွက်ပစ္စည်းတွေကိုစားပြီးလို့ရပါတယ်။ ်ရှင်အစားစားပြီး7မိနစ်အစားစားပြီး7မိနစ်လောက်လမ်းလျှောက်ပြီးတာကကြက်သားတွေကဂလူးကို့စ်တွေကိုစုပ်ယူစေပါတယ်။လေးလာမှုတွေအရာမနက်ပိုင်းလမ်းလျှောက်တဲ့သူနဲ့အစားစားပြီးလမ်းလျှောက်တဲ့သူဆိုရင်အစားစားပြီးလမ်းလျှောက်တဲ့သူက6%လောက်ပိုပြီးတော့ကျပါတယ်ရှင်။အချိန်အပိုင်းခြားနဲ့အစားအသောက်ရှာနာကို intermittent fasting လို့ခေါ်ပါတယ်။ ဒီနီလာလေးကဘယ်အစားစာစားမယ်လို့သတ်မှတ်ထားတာမဟုတ်ပဲနဲ့စားမယ့်အချိန်ကိုပဲသတ်မှတ်လိုက်တာပါအသုံးများတဲ့နီလန်းကတော့16 8မတ်သက်ပေါ့နော်။သဘောတရားက7နာရီအတွင်းမှာစားပြီးကျန်တဲ့16နာရီမှာအစားရှောင်တာမျိုးပါ။ intermittent ကိုသုံးတဲ့အခါမှာ glucose နည်းလာပြီးတော့ insulin လိုအပ်မှုလည်းနည်းလာပါတယ်။ဒီတော့ glucose သုံးစရာမရှိတဲ့အခါနာကိုယ်ထဲမှာတူလောင်ထားတဲ့ fat တွေကိုဖြိုခွဲပါတယ်။အဲကနေထွက်လာတဲ့ ketone bodies ကိုလောင်စာအဖြစ်နဲ့အသုံးပြုပါတယ်။ဒါကြောင့် insulin ကိုအနားပေးတဲ့အနေနဲ့ intermittent fasting လုပ်ခြင်းက HbA1c ကျဖို့အတွက်အဓိကတော့ချက်တစ်ခုလို့ပြောရမှာပါ။ဒါပေမဲ့ ketone body ကိုအမြဲတမ်းမသုံးနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ ketone body က acidic ကုန်သတ်တွေရှိတာကြောင့် ketone တွေများလာရင် င်ခန္ဓာကိုယ်မှာ metabolic acidosis ဖြစ်လာပြီးတော့အသက်သေနိုင်တဲ့ထီကိုဖြစ်စေနိုင်ပါတယ်။ပုံမှန်လူတွေအတွက်တောင်လက်ကျင့်ခန်းလုပ်တာကကျန်းမာတဲ့နေထိုင်မှုပုံစံမှာစီးကျိုယောဂရှိနေတဲ့သူတွေကပိုပြီးတော့မှလုပ်ပေးသင့်ပါတယ်။ ။ဘာကြောင့်လဲဆိုတော့ကြားတတ်ကြစင်းမို့ထောက်ပံ့ပေးတာပါ။သူကခဏလေးပဲကြတာမဟုတ်ဘူး။ရေရှည်အတွက်ပါကြပြီးတော့ HbA1c ကြဖို့အတွက်ကိုကူညီပေးပါတယ်။တပတ်ကိုအနည်းဆုံးတစ်နာရီခွဲလောက်တော့လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။ကိုကလေ့ကျင့်ခန်းမလုပ်နိုင်ဘူးဆိုရင်တော့ တက်တက်ကြွကြွလေးနဲ့နေပေးတင်ပါတယ်။အလုံးမှာအထိုင်များတဲ့သူတွေကနိုင်ရွက်တစ်ခါလောက်အညောင်းညာဖြေးပေးတာ၊ပတ်တက်မကြမကြရက်တာ၊လမ်းခဏခဏရှောက်တာဒါတွေလုပ်ပေးတင်ပါတယ်။အိမ်မှာနေတဲ့သူဆိုရင်လည်းအိမ်အလုံးလုံးတာအပင်ဆိုင်တာဒါတွေကခန္ဓာကိုယ်ရွှေ့ချမှုကိုအကူအညီပေးပြီးတော့ HbA1c ကိုကျစေပါတယ်။အိမ်မက်ပြောတာနဲ့စီးကျိုယောဂါကဒွန်တွဲနေပါတယ်စီးကျိုမထိန်နိုင်တာကအိမ်မက်ပြောတာကိုဖြစ်စေပါတယ် လေ့လာမှုတွေအရာ pre-diabetes သမားတွေမှာ အိပ်ချိန်နေတာနဲ့ HbA1c မြင့်တာနဲ့ကဆက်ဆက်နေပါတယ်။အိမ်မပြောတာက stress တွေကိုဖြစ်စေပါတယ်။ stress များတာကခန္ဓာကိုယ်အတွက်ကိုအများကြီးတက်ရောက်ပါတယ်။ stress များလေ cortisol များလေပါပဲ။ cortisol တိုးလာခြင်းကသွေးတွင်သကြားဓာတ်ကိုလည်းတိုးစေပါတယ်။ဒါကြောင့်တရားထိုင်တာဒါမှမဟုတ်သိမ့်မဲ့ပြင်းတဲ့မယ်လက်တိုနင်တောက်တာမျိုးတွေလုပ်ပေးသင့်ပါတယ်ရှင်။ ကျွန်မတို့ရဲ့ channel လေးကို subscribe လေးမလုပ်ရသေးရင်လည်း subscribe လေးလုပ်ထားပေးပါအောင်လို့ပြောရင်းနဲ့ video လေးကိုဒီကုန်းချုပ်ပြသည်ရှင်